င်းချင်တဲ့ဟာတော့အမ်ဆရာကျန်ဆန်အဲ့ဒီအယူအငငယ်နဲ့ဒီ trauma ကိုရပြီးရဲ့နောက်ပိုင်းမှာဘယ်လို cope လုပ်ခဲ့လဲဆိုတာလေအိမ်ဒီအပလောက်ထိအခုချိန်ထိရောဒီအမ် trauma စကြံလုံးမဲ့လားအဲ့လိုမျိုးပေါ့နော်အမ်ကျွန်တော်ရဲ့စိတ်ထဲကိုဒီကိစ္စတွေအသိမလားတော့ပါဘူး ဒီအတိတ်ကိစ္စအမေကိစ္စကျွန်တော်ကအများကြီးလူအများအများကြီးကိုပြောခဲ့ပါတယ်ကျွန်တော်ထင်တယ်အဲ့ဒီဟာအမတန်အရေးကြီးပါတယ်ခဏခဏပြောရင်ကောင်းတယ်နော်အာကျွန်တော်ကအများအဖြစ်ဒီဟာအာဒီလိုအာဘယ်လိုပြောလဲလူအများကြီးတရားအောင် ပြောလို့မရှိပါဘူးကြော်ကြားမှုရအောင်လဲပြောလို့မရှိပါဘူးတခါတလေတော့ပြောပါတယ် ပါကြုံလားဆိုတော့ကျွန်တော်ကအဲ့ဒီမှာအကျိုးတွေ့တယ်ဆိုလို့ရှိရင်ပြောလို့ရှိပါတယ်ဒါပေမဲ့အတန်းတိုင်းဆုံးအာဒီဟာကိုအမ်ကိုနဲ့အမတန်ရင်းနှီးတဲ့ပုံစံတွေကိုတက်တက်ပဲအာပြောရင်ပူပြီးအဆင်ပြေပါတယ်နော်အမ်ကျွန်တော်ထင်တယ်ဒီလိုအာထားပြောရတာနဲ့ထားပြောရတာနဲ့အဲ့ဒီဟာအကောင်းဆုံးဖြစ်နေတယ်ဒီဟာကိုတော့စေပညာ အမှဒီ psychology မှာ therapy narrative therapy လို့ခေါ်တယ်ကြားဘူးလား narrative therapy narrative therapy ဆိုတာအဲဆိုလူတွေမှာစိတ်စိတ်မှာမချမ်းသာမှုကြီးတခုရှိနေတယ်ဆိုလို့ရှိရင်ယောဂတော့မဟုတ်သေးဘူးစိတ်ထဲမှာမချမ်းသာမှုကြီးဆိုပါဆိုဆိုရင်မှုတွေစိတ်မကောင်းမှုတွေအမတန်များတဲ့ဆိုရင်တော့ ဒီအလူတွေကစူပါဆိုဖုန်ကြီးကြောင်းတွားလို့ရပါတယ်ပေးရေးယူလို့ရပါတယ်ဒါမဲ့နောက်ထရွေးချယ်เสียရှိပါတယ်အာဒီလူတွေကို နားထောင်တတ်တဲ့အာအားပေးတတ်တဲ့တသက်ပညာရှင်တွေဒါမဟုတ်အာဘယ်လိုပြောမလဲအမ်လူတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလူတွေကဒီ professional တွေကသူတို့က အခက်အခဲများတဲ့ပုဂ္ဂိုလ်တရားရဲ့အခက်အခဲတွေကို သူတို့ကနားထောင်လိုက်ပြီးတော့သူကိုအားပေးတတ်ပါတယ်အဲ့တော့ဒီအားပေးတဲ့နီလန်တွေဒီလောကမှာဒီရဲ့ဒီရဲ့ပိုင်းမှာဆိုတော့အမျိုးဆုံးရှိပါတယ်နော်အဲ့တော့ဒီအာအားပေးတတ်တဲ့နားထောင်တတ်တဲ့နီလန်တွေမှာတစ်ခုက narrative therapy လို့ခေါ်ပါတယ်အဲ့တော့အဲ့ဒီအခါမှာ ဒုက္ခအမတန်များအများစွာခင်ခင်စားနေရတဲ့ပုဂ္ဂိုလ်တယောက်ကဒီလိုမျိုးဒေါက်တာတယောက်စီ သွားပြီးတော့အဲ့ဒီဒေါက်တာက သူ့ရဲ့ကိစ္စတွေပထမနာထောင်ရတယ်နာထောင်ပြီးတော့ဒါမေးမယ်ဒါသူသူကိုစဉ်းစားခိုင်းမယ်ဒါဆိုတော့ဒါစဉ်းစားပြီးတော့အာပြောပြလိုက်ပြီးတော့ဒါရှင်းပြလိုက်ပြီးတော့သူကအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘုပ္ပိနာလဲမူရနိုင်အောင်နော် ထထထထစဉ်းစားလိုက်ပြီးတော့ထထပြောရမှာပေါ့အဲ့တော့အဲ့ဒီကအဲ့ဒီအခါမှာသူကထက်ခါထက်ခါကိုယ့်ရဲ့ကိစ္စကို ပြောနေရတဲ့အတွက်ထက်ခါထက်ခါရှင်းပြပေးရတဲ့အတွက်နည်းနည်းတဲ့အဆင့်ထိစဉ်းစားရတဲ့အတွက်တဖြည်းဖြည်းချင်းဒီဒုက္ခခံစားချက်တွေဒီစိတ်မကောင်းမှုများတွေယောသွားတယ်ဒါကတဘုတ်တရား နော်ဒါကလူရဲ့အဲ့လိုတဘောတရားပဲကျွန်တော်တို့ရဲ့ကိစ္စကိုတစ်ခါ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 ပျော်လိုက်ပြီးတော့ပြီးရင်အဲ့လောက်ဒုက္ခမဆင်းရဲတော့ဘူးအဲ့တော့အဲ့ဒီဟာကို narrative therapy လို့ခေါ်တယ် narrative ဆိုတာအာပျော်ပြခြင်းနော်အာ therapy ဆိုတာဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ အကူအညီဖြစ်ခြင်းဒါဆိုပျော်ပြခြင်းအာပျော်ပြခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာ အကူအညီပေါ့ အဲ့တော့ကျွန်တော်တို့ကဒီ narrative therapy ရဲ့ um double double အတိုင်းပြောမယ်ဆိုရင်တော့ကျွန်တော်ကငယ်ငယ်တုန်းကအသက်က9နှစ်မှစပြီးတော့ပထမနှစ်5နှစ်အနည်းဆုံးနှစ်5နှစ်လောက် ကျွန်တော်ကရင်းရင်းနှီးနှီးပုံပုံတွေကိုပဲဒါဆိုစပါ့စာသင်ကျောင်းမှာအဲ့လိုမပြောခဲ့ဘူးတခြားတွေကမပြောခဲ့ဘူးဒါပေမဲ့ရင်းနှီးတဲ့ပုံပုံတွေကိုကျွန်တော်ကပြောခဲ့ရတဲ့အတွက်ပြောဖြစ်ခဲ့ရတဲ့အတွက်ကျွန်တော်မှာအာဒီဒုက္ခဆင်းရဲမှုတွေမတွေ့ရပါဘူးအဲ့ဒါကြောင့်အာအဲ့ဒါကြောင့်ဒီအဖြစ်အပျက်အာအတိုင်းကျွန်တော်ရဲ့ဘဝကအမ် ကျွန်တော်ရဲ့အတ္တကတော့စိတ်မှာအထူးခြားဒီလိုအခက်အခဲများတော့မရှိခဲ့ရပါဘူး။ပြန်စံဆိုင်တော့စိတ်ဆင်းရဲတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီဟာကျွန်တော်ထင်တယ်ကျမ်းမာတဲ့အစင်မှာရှိသေးတယ်။ဒါပေမဲ့ဒီလိုမျိုးအာတယောက်ယောက်ကိုအဆုံးသွားတာတွေ့ရင်ဒါမှမဟုတ်သူကကိုအစင်မပြေတာတွေ့ရင်တခါတဲ့အတ္တကငါနှိမ့်မှာပါလိဖြစ်ခဲ့လဲဘယ်လိုဖြစ်ခဲ့လဲဆိုပြီးတော့အဲ့လိုတော့တခါမှမဖြစ်သွားပါဘူး။ တခြားလူတွေရဲ့ဒုက္ခကိုတွေ့တဲ့အခါမှာလည်းဒီဟာတွေမစင်စားပါဘူး။ဒါပေမဲ့ယနေ့ခဲမှာဒီနေ့ဒီယနေ့မှာဒီနေ့ကျွန်တော်တို့ကဓမ္မမိတ်ဆွေတို့အများကြီးနဲ့တွေ့တဲ့အခါမှာကျွန်တော်ဘက်ကအားပေးမှုအနေနဲ့ဘယ်ဟာလို့ပြောရင်ကောင်းမလဲလို့စဉ်းစားလိုက်ပြီးတော့ကိုယ့်ရဲ့ကိစ္စပြောရင်အဆင်ပြေမလားလို့အာစဉ်းစားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှလည်းဒုက္ခတွေ့ဖို့တယ်ဆိုတာကျွန်တော်ကဒီမှာ ပြောပြမယ်ဆိုလို့ရှိရင် အာတခြားဓမ္မမိတ်ဆွေတို့ကသဘောပေါက်လိမ့်မယ်ကျွန်တော်ကတခုခုစမ်းစားပြီးတော့တခုခုအကြံပေးတယ်ဆိုတာမဟုတ်တော့ဘူးကိုယ့်ရဲ့အတွေ့အကြုံအတိုင်းပြုပြန်ပေးနေတယ်ဆိုတာအာယုံကြည်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်ပြောတာကျေးဇူးပါ ကိုယ့်ရဲ့အခက်အခဲများကိုပြတ်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တဲ့အကျိုးအများကြီးရှိပါတယ် ရင်ရင်နှီးနှီးပုံပေါ်တွေကိုပြန်ပို့ပြီးအစဉ်ပြေတဲ့ဒါမှမဟုတ်အမတန်အရေးကြီးတဲ့အကြောင်းတစ်ခုရှိတယ်ဆိုလို့ရှိရင်အာတခြားလူတွေဘယ်သူမှမစိုးတည်အောင် ပြောတာလဲအစဉ်ပြေသေးတယ်အထက်ကတော့အကြောင်းကအကြောင်းနှစ်ကြောင်းအထက်ကတော့အကျိုးနှစ်မျိုးကိုတွေ့ရပါတယ်ပထမတစ်ချက်ကဆိုပြီးတော့ကိုကအဲ့ဒီကိစ္စကိုထက်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 ပြောတဲ့အခါမှာအဲ့ဒီမှာဖြစ်ခဲ့တဲ့ အာသူချာချီတွေဒါမဟုတ်အတွင်းရောအပြင်ရောအာတေကောင်းစရာတွေကိုစီမှာတတိထားလိုက်ပြီးတော့ဟိုကအဲ့ဒီကိစ္စကိုကိုပြီးလွယ်ကူစွာကြော်လွန်နိုင်ပါတယ်အဲ့ဒီမှာလေးလာမလဲရနိုင်ပါတယ်နောက်တစ်ချက်ကတခြားလူတွေကိုပြောမယ်ဆိုလို့ရှိရင်ဒီကိစ္စက နောက်တစ်ခါမဖြစ်အောင်စဉ်းစားလို့ရသွားပြီเนาะဒါဆို ုက္ခဆင်းရဲမှုဖြစ်ခဲ့တယ်ဟုတ်ပါပြီ။ဆိုဒီဒုက္ခဆင်းရဲမှုကိုအခုအများကြီးပြောမယ်။အများကြီးပြောမယ်။လူတွေအများကြီးခုပြောမယ်။ဒါပေမဲ့ပြောတာမကားသေးဘူး။နောက်တစ်ခါဒီဟာမဖြစ်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ပြန်စဉ်းစားလို့ရတယ်။နော်။ဒါဆိုအာကျွန်တော်တို့ကအဲ့လိုဆိုဆိုပါဆိုဒုက္ခဆင်းရဲမှုတခုရှိခဲ့တယ်။အဲ့တော့အဲ့ဒီဟာပြောရင်းပြောရင်းနဲ့စဉ်းစားမယ်။နောက်ဘာကြောင့်ဒီဟာဖြစ်ခဲ့လဲ နောက်အခါမဖြစ်အောင်ဒီအကြောင်းကိုဘယ်လိုဖယ်နိုင်မလဲပေါ့နော်ဒါဆိုဒီနေရာမှာဆိုပါစို့အိမ်မှာတင်နာရှိခဲ့တယ်လက်နဲ့ရှိခဲ့တယ်ပေါ့လက်နဲ့မရှိခဲ့ဘူးဆိုလို့ရှိရင်ဒီတာမှုမဖြစ်ခဲ့တော့ဘူးမဖြစ်ခဲ့တော့ဘူးဘာဆိုတော့ဒီတာမှုဟာလဲအမ်တကယ်တော့အမ်ဘယ်လိုခေါ်လဲအဲတော့အဲ့ဒီအဖေကအမေကတကယ်တတ်ချင်လို့ တတ်တာမဟုတ်လောက်ပါဘူးနော်သူကသူ့ကိုအဲသူကလက်နဲ့မတက်လို့လက်နဲ့ကိုမကိုင်းတက်လို့သူကမတော်တဆဘူးပြောင်းလဲအမှားတမဲ့ပေါ့နော်သူကအာခလုံးနှိမ့်မိတယ်ပေါ့အဲ့ဒီဟာကတော့ကျွန်တော်ရဲ့အဖေအရင်ရောအဲ့တခြားအဖေရောသူတို့ရဲ့ယုံကြည်မှုတစ်ခုဖြစ်နေတယ်ဒါဆိုသူကတကယ်တင်မင်းသူကိုတတ်ချင်တဲ့စိတ်နဲ့မဟုတ်ပါဘူးသူကို ချိန်၆ခဲချိန်၆ခဲတဲ့အခါမှာ သူကစိတ်ကမငြိတဲ့အခါစိတ်ကအမတန်မချမ်းသာတဲ့အခါမှာ သူကအဲ့ဒီခလုတ်ကိုနေနေခဲ့ပါတယ်အဲ့တော့အမ်အဲ့ဒီဟာကြောင့်လဲပြီးတော့ခုခုကိုတတ်သွားတယ်တကယ်တော့သူ့ကိုသူကတတ်ချင်တယ်ဆိုပြီးတော့တတ်သွားပြီးတော့ဘာကြောင့်ခုခုကိုတတ်မလဲဆိုပြီးတော့အဲ့ဒီဟာပြန်မေးခုံဖြစ်ပေါ်လာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မိသားစုမှယုံကြည်တာကသူက အမှားတမဲ့အာသူကမတတ်ချင်ပေမဲ့သူရဲ့စိတ်ကမငြိမ်းချမ်းတဲ့အတွက်လည်းနဲ့လည်းအာသူကမမတုံတတ်တဲ့မကိုင်းတတ်တဲ့အတွက်သူကအာမာသွားတယ်ပေါ့အကြီးကြီးနဲ့မာသွားတယ်အဲ့ဒီတော့အမ်ဒီကိစ္စတွေဒီလိုဒီလိုကောက်ချက်ကိုဘယ်လိုချမလဲတခါတခါစဉ်းစားပြီးတော့တခါတခါပြောလိုက်ပြီးတော့ ဖြစ်နိုင်တယ်ပေါ့အဲ့တော့အဲ့ဒီအခါမှာဘာအကျိုးရှိလဲဆိုပြီးတော့ကိုယ့်ရဲ့စိတ်ရင်မို့ဒါဆိုအလိုအလျောက်တာကသဘောတရားပါပဲတဖြည်းဖြည်းရောသွားတယ်ဒါမဲ့ပြီးတော့ရန်သူတွေမရှတော့ဘူးအော်တော့ခါပဲသွားလူဆိုကြီးပါပဲဒီလိုမကောင်းဘောနော်သူကနောက်ထောင်ရဲမှာနောက်အနည်းဆုံးနှစ်ပေါင်းအတန်တတိန်အဆင်းရဲ့ပစေးဆိုပြီးတော့အလိုမျိုးစိတ်ကူးတွေမပေါ်လာတော့ ဟုတ်ပါပြီတဲ့တူတူတပားကိုလက်နဲ့နဲ့ချိန်ချောက်တာပဲကောင်းမလဲပေါ့မကောင်းဘူးပေါ့ဒါပေမဲ့သူကတတ်ခဲ့တယ်ဆိုတာတော့တတ်ချင်တတ်ချင်လို့တတ်ခဲ့တယ်ဆိုတာတော့မထင်တော့နော်ပြီးတော့အမေမှာဆိုပြီးတော့ကျွန်တော်တို့ကယုံကြည်တာကဒါကအမေရဲ့လက်နဲ့နော်အဲ့တော့သူကခံလိုက်ပြီးတော့သူ့ကိုချိန်ချောက်အဲ့တော့အမေမှာဆိုပြီးတော့အမအမတကူလိုက်တွေးမိရတယ် ဘာလဲဆိုတော့သူစီမှာလက်နဲ့ရှိခဲ့တယ်ပေါ့။ဘာကြောင့်လက်နဲ့ရှိခဲ့ရတယ်ပေါ့။နော်ချက်နိုင်ငံမှာလက်နဲ့လုံးဝမလုပ်ဘူး။အများစုကလည်းလုံးဝလက်နဲ့မရှိဘူးလုံးဝ။ဟာအကျိုးမှမရှိဘူး။အဲ့တော့ဒါဆိုကိုစီမှာလက်နဲ့မထတာမကိုင်းမထတာရောမကိုင်းတာရောပုံပြီးအဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒီမှာတခုလေးလာမှုရသွားပြီ။ထက်ခါထက်ခါပျော်နေရနဲ့ပျော်နေရနဲ့စင်စားဖြစ်တယ်ပေါ့။ အဲ့တော့အဲ့ဒီအကျိုးကိုတော့ကျွန်တော်ကတွေ့ရပါတယ်။ဆိုတော့တခါတခါပြုတ်ရတာတခါတခါစဉ်းစားတာကောင်းပါတယ်။ဒါပေမဲ့အမ်ဒါပေမဲ့အမ်ကျွန်တော်တို့ကဒီဒေါတာစိတ်တွေကိုအများကြီးတည်ထားမဒေါတာစိတ်တွေအရင်များသွားမယ်ဆိုလို့ရှင်ဒုက္ခပုံများသွားတယ်။ဒါကြောင့်ကျွန်တော်တို့ကတကယ်တော့လေးလာတဲ့လေးလာနေတဲ့ပုံစံဖြင့်ပြန်ဆင်းခြင်းမယ်ဆိုရင်ကိုပြီးကြောင်း အိမ်အကြီးကြီးတက်ခန့်နော်မန္တလေးမှာတန်းခန့်အကြီးကြီးတခါတည်းပြိုးသွားတာဆိုတော့ကျွန်တော်ကဗီဒီယိုတွေ့ရပါတယ်အဲ့လိုဆိုရင်တော့အဲ့ဒီတက်ခန့်မှာလူတွေများရှိခဲ့တယ်ဆိုလို့ရှိရင်ရှိခဲ့တယ်ပေါ့အဲ့လိုဆိုရင်အဲ့ဒီလူတွေအကုန်လုံးစုံသွားခဲ့တယ်ပေါ့ဒါဆိုအဲ့ဒီဟာကိုအမျိုးစုံနည်းနဲ့စမ်းစားလို့ရတယ်အမျိုးစုံနည်းနဲ့ရှင်းပြလို့ရပါတယ်နော်အဲ့တော့တဖြည်းဖြည်းအများကြီးစကားပြောမယ်အများကြီး share with ပြင်မယ်ဆိုပြီးတော့တဖြည်းဖြည်းစဉ်းစားမယ်ပေါ့ ဘာကြောင့်ဘာကြောင့်မလဲနောက်အခါတခြားတိုက်ခန်းတွေမပြိုးသွားအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်ဒီဟာဖြည့်ရှင်းချက်အတွက်တော့ပညာရှင်တယောက်တော့ဖြည့်ရမှာပေါ့နော်ဒါပေမဲ့ဒီအစင်းစားမဆိုရင် ပြုတ်မယ်ဆိုလို့ရှိရင်ဒီဟာအရေးကြီးသွားတယ်မပြိုးဘူးဆိုလို့ရှိရင် တခြားဟာတွေအရေးကြီးသွားတယ်နားလည်ပြီလား ဲ့တော့ကိုကအော်တိုက်ခန့်ပြိုသွားပြီဆိုတော့တက်ခါတက်ခါတက်ခါပြောမယ်ဆိုလို့ရှင်အဲ့ဒီလူပေါ်ဝန်းကျင်မှာအော်ဒီတိုက်ခန့်ပြိုတဲ့ကိစ္စကိုကျွန်တော်တို့ကနောက်တစ်ခါမဖြစ်အောင်အခုစဉ်းစားဘယ်သူကမှမပြောခဲ့ဘူးဆိုလို့ရှင်ဘယ်သူမှလည်းမစဉ်းစားတော့ဘူးဘယ်သူမှလည်းပိုကောင်းအောင်မလုပ်တော့ဟုတ်မာယူယူခင်